ဝိုင်လန်ရဲ့ပွဲပြီးအင်တာဗျူးဖြေတာကိုနားထောင်ပြီးပေါ်ကွဲနေကြတဲ့ United fan များအသက်နဲ့ဆိုင်တဲ့နေရွယ်ဝိုင်လန်ဟာပြီးခဲ့တဲ့2024နဲ့25ရာသီမှာ Rowan Amorin ရဲ့ United အသင်းအတွက်ပြိုင်ပွဲအဆုံ16တာဆွေးနွေးနိုင်ခဲ့ပြီးစိတ်ပြည့်စရာရာသီတစ်ခုကိုဖျက်ဆီးခဲ့ရပါတယ်။ Antonio Conte ရဲ့ Napoli အသင်းကိုရောက်လာပြီးတဲ့နောက်မှာတော့ဝိုင်လန်ဟာလောကပုံစံအသစ်တစ်ခုနဲ့ကစားနေရတာကိုတွေ့ရပါတယ်။ ဗရောင်းနေညာက Sporting နဲ့ပွဲမှာ Huiland ဟာတွင်ကုန်းကိုတွင်းယူပေးခဲ့ပြီးနီးပြကွန်ရဲ့ယုံကြည်မှုကိုအကောင်းဆုံးပြန်လည်ပေးဆက်ခဲ့ပါတယ်။နာပလီရဲ့နွေရာသီခေါ်ယူမှုဖြစ်ခဲ့တဲ့ Kevin De Bruyne ရဲ့ဖြတ်တင်ဘောကိုကောင်းမွန်စွာဆုံးသက်ပြီးပရမာဂိုးကိုတွင်ယူခဲ့တယ်လို့ De Bruyne ရဲ့ဖန်တီးမှုကနေပဲခေါင်းလိုက်ကိုတွင်ယူကနာပလီအတွက်အနိုင်ကိုရယူပေးခဲ့တာဖြစ်ပါတယ်။ပွဲမီးဆောင်ချိန်မှာ Huiland ရဲ့မျက်နှာပေါ်ကအပြုံးနေအောင်စကားလုံးတွေတက်ပို့ပြီးပြောပြနေတယ်လို့ဖြစ်နေခဲ့ပါတယ်။ Huiland က De Bruyne ကိုဘောလုံးကရဲ့ကလေးတူးလို့ချီးကျူးခဲ့ပြီးကျွန်တော်အတွက်တော့သူ့ဘောလုံးရတိုင်းနေရာလို့ရှာဖို့ပဲစဉ်းစားတယ်။ဒီလိုကစားမမျိုးနဲ့တွဲကစားရတာကျေးဇူးတင်ပါတယ်လို့ပြောသွားခဲ့ပါတယ်။ ကောသမီးနဲ့နောက်သူကနာပိုလီအမတ်စိတ်ကိုချန်ပီယံလိဂ်လိုဂိုကိုညွှန်ပြခဲ့ပါတယ်ဒီလိုလို့ရက်ကိုရှင်းပြရမှာကျွန်တော်နာပိုလီအတွက်ကစားတာပြောရင်ချန်ပီယံလိဂ်မှာအသွင်းရတာကိုကျင့်သက်တယ်လို့ဖြေကြားခဲ့ပါတယ်ဒါပြင်ဝိုင်လန်ကကျွန်တော်အခုဆိုရင်နိုင်ငံကအတွေ့အကြုံတွေပရီးမီးယားလိဂ်ချန်ပီယံလိဂ်တွေမှာကစားခဲ့ဖို့တဲ့အတွေ့အကြုံတွေနဲ့ပိုကောင်းတဲ့အစားမှတူဖြစ်လာပါပြီလို့သူကဆိုပါတယ်တပြီးတော့ဟာလန်ကအီတလီရဲ့အကောင်းဆုံးအသင်းမှာကိုယ့်ကိုပြသခြင်းနဲ့ကျွန်တော်အများနဲ့ကြိုးစားပြီးကွင်းထဲမှာနောက်ဆုံးချိန်ထိအားထုတ်ပြီးကောသမီးဖန်ပြီးမယ်အရာတိုင်းကိုတိုက်ပွဲဝင်မယ်လို့ဝိုင်လန်ကပြောကြားခဲ့ပါတယ် United ပြည်သက်တွေကလည်း White Line ရဲ့ယုံကြည်မှုနဲ့ပျော်ရွှင်မှုတွေကိုမြင်တွေ့ရတဲ့အခါအမှတ်ချက်တွေပေးခဲ့ကြပါတယ်။ United ပြည်သက်တွေက White Line ဒီလောက်ထိယုံကြည်မှုရှိနေတာကိုမြင်ရတာဝမ်းသာပါတယ်လို့မှတ်ချက်ရေးသားခဲ့ပါတယ်။တခြားပြည်သက်တွေကလည်းကစားမတဲ့ United ကနေထွက်သွားရင်ဒီလိုပဲဖြစ်တဲ့ကြတာပါပဲ။ White Line ဆရာကောင်းပေမဲ့အမှန်တရားပဲ United ကအစိမ့်တင်နေပြီလို့ရေးသားခဲ့ပါတယ်။ဖိုင်လာဟာနာပိုလီကိုပြောင်းရွှေ့ခဲ့ပြီးနောက်ကိုနီယက်လောက်အောင်မှာတတိယပြားစရာတွေအများကြီးကျန်နေသေးကြောင်းပြောခဲ့မှုပါတယ် နာဝလီမှာဟွိုင်လန်းဟာသူ့ရဲ့ကစားရိုင်နဲ့လိုက်ဖက်တဲ့စနစ်တကိုကိုနီယဲလာအောက်မှာရရှိထားတာကြောင့်ပြီးခဲ့တဲ့ရာသီကစေးပြတ်ဆရာအခြေအနေကိုကြော်လာပြီးအပြုံးနေတဲ့အတူပုံစံကောင်းပြန်လည်ရရှိနေတာတွေ့ရပါတယ်။ကစားမတူဟာပုံမှန်ပေါင်းရင်းချင်းမှာရရှိမဲ့ပျော်ရွှင်မှုယုံကြည်မှုနဲ့ပံ့ပိုးမှုတို့ကိုကလန်အသင်းရဲ့စီမံခန့်ခွဲမှုကပေးအပ်နိုင်ခြင်းမရှိခဲ့တာဟာယူနိုက်တက်ရဲ့ကစားမစီမံခန့်ခွဲမှုတွေမှာကြီးမားတဲ့ချုံရင်းချက်တွေရှိနေတယ်ဆိုတာပြသနေပါတယ်။